Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ရဇေယျထုံးပါအာကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ဒီ PGMB exam ပေါ့နော်ကျွန်တော် program management professional အတွက်ဒီပြင်ဆင်နေတဲ့အတွက်ကျွန်တော်ဒီ program management professional မှာပါဝင်မဲ့ဒီ process check လေးပေါ့နော်ဒါလေးကိုကျွန်တော် overall ဒီလောက်တိုင်းဟာလေးကိုပြန်ရှင်းပြကြရအောင်နော်ကျွန်တော်တို့ BNB အတွက်ကြတော့အဆင်ပြေတယ်ဘာလို့ဆိုတော့ BNB အတွက်ကြကျွန်တော်တို့ကဒီ online ပုံမှာလည်း resource တွေညားရဲပြီးတော့ဒီ BNB နဲ့ပတ်သက်တဲ့ဒီ process တွေကို summarize လုပ်ထားတဲ့ဒီဟာအာ table တွေပြီးလို့ရှိရင် mind map တွေစုံညာပဲပေါ့နော် online မှာကျွန်တော်အကုန်ရှိရဲဒါပေမဲ့ဒီ program management professional လို့ခေါ်တဲ့ဒီ PGMB အတွက်ကြကျွန်တော်တို့ pre process flow ဒီ process check ကြီးကိုကျွန်တော်တို့ဒီလုပ်ပေးထားတဲ့နေရာမျိုးကတော်တော်ရှားပါရပါเนาะ online မှာတော့တော်တော်ရှားခက်တယ်အဲအဲ့တော့ဒီဟာလေးကိုကျွန်တော်ရှင်းပြချင်တာပါအဓိကတော့ကျွန်တော်ကဒီ BGMB ပေါ့เนาะ BGMB ကိုဖတ်တယ်ဒီ pin mode ဖတ်ပြီးတော့အဲ့ဒီထဲမှာရှိရဲ့ process flow တွေကိုကြည့်ပြီးတော့ကျွန်တော်အနေနဲ့ summarize ပြန်ထုတ်ပေးထားတဲ့သဘောပေါ့เนาะ okay အဲ့တော့ ကြည့်ကြည့်ရအောင်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ PGMP ကဒီကျွန်တော် Pinbook 7နဲ့နည်းနည်းလေး map လုပ်ပြီးတော့တွင်ပို့ပြီးတော့အာစာရနိုင်ရေးရှိတယ်ကျွန်တော်တို့ဒီ Pinbook 7ဆိုတာ PMP ရဲ့ဒီနောက်ဆုံးထွက်တဲ့ Pinbook edition ပေါ့နော်အဲ့တော့အဲ့မှာလည်းကျွန်တော်တို့ process flow တွေနဲ့သွားသလိုဒီ PGMP မှာလည်းကျွန်တော်တို့ဒီဒီ performance domain တွေပေါ့နော် performance domain တွေနဲ့သွားတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးဒီ performance domain ဘာရှိလဲဆိုတာလေး အာတခြားလာကျွန်တော်ပြပေးခြင်းနဲ့ Okay အဲ့တော့ performance domain လို့ပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ဘာရှိတယ်ဆိုတော့ဒီ strategy alignment ရှိရယ် governance ရှိတယ်ပြီးလို့ရှိရင် benefit ရှိရယ် and then ကျွန်တော်တို့ဘာရှိတယ်ဆိုတော့ stakeholder engagement ရှိတယ် ပြီးရင်အဲ့ဒီမှာမှကျွန်တော်တို့ကဘာတွေဝင်ရထားလဲဆိုတော့ကျွန်တော်တို့ PMP မှာတွေ့ရတယ်လို့ပဲဘာတွေလဲဆိုတော့ activities တနည်းအားဖြင့်ကျွန်တော် knowledge area တွေပေါ့နော်အဲ့ဒီဟာတွေဝင်ရပြီးကျွန်တော်တို့သွားတာဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးအရင်မှတ်ထားလိုက်ရင်နည်းနည်းလေးရှင်းမယ်ထင်တယ်ပြီးရင်နောက်ထပ် performance domain တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့ဒီ program life cycle ပါပေါ့မယ့် domain ပေါ့နော်အဓိကဒါတွေကိုပြောချင်တာပေါ့နော် okay ဒါတွေကတော့ကျွန်တော်တို့ pgmv စာရေးလုပ်ရင်ဒါတွေ့လာပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အဓိကဒီဒီ next session ရည်ရွယ်ချက်ကဒီ pgmv ကိုလုပ်နေပြီးစာမွန်းနီးနေပြီးအဲ့ဒီတော့ပြန်ပြီး revision ပြန်ချင်တယ်ဒီ process ဘယ်လိုဟိုအလွယ် memorize လုပ်ချင်တယ်ဆိုတဲ့လူတွေအတွက်ရည်ရွယ်တာဖြစ်တယ်အဲ့တော့ ဒီ PGMB ကို landing လုပ်နေအောင်ဒါမှမဟုတ် landing မလုပ်ရသေးဘူးဆိုရဲလူတွေကျင်းတော့နည်းနည်းလေးအခက်အခဲလေးရှိမယ်လို့ထင်တယ်အဲ့တော့အကဲကို assignment အတွက်ဒီ revision ပြင်တာမျိုး assignment အတွက်ပြင်ပြီးတော့ကြည့်ရမျိုးဆိုတော့ဒါလေးကပိုပြီး helpful ဖြစ်မယ်လို့ယူဆလို့ရရပါတော့နော်โอเคအဲ့တော့စလိုက်ကြအောင်နော် โอเคအဲ့တော့ကျွန်တော်တို့ကဒီ program ရဲ့ဒီ life cycle ကကျွန်တော်တို့ PMB ရဲ့ project life cycle လို့ပါပဲ program life cycle မှာဆိုရင်ကျွန်တော်တို့ဘာကိုလို့ရလဲဆိုတော့၃ခုဖွဲ့လို့ရတယ် program definition program delivery program closure အဲ့တော့ program definition လို့ခေါ်ရင်ပြောရင်ကျွန်တော်တို့က phase ပေါ့နော် set phase တွေနှစ်ခုပြန်ခွဲလို့ရတယ် formulation နဲ့ planning နဲ့ ပြီးရင် delivery လို့ပြောရင်ကျွန်တော်တို့ component authorization plan နဲ့ component oversight integration transition and closure ပြီးရင် program closure program closure ပေါ့နော်အဲ့တော့ဒီနေရာမှာထူးခြားချက်ကကျွန်တော်တို့ဒီဒီ surface လေးတွေอ่ะပေါ့เนาะတစ်ခုပြီးတစ်ခုသွားရမျိုးမဟုတ်ဘူးကျွန်တော်တို့อ่ะဒီ iterative နည်းနဲ့ဒီသွားနေอ่ะပေါ့အဲ့တော့ formulation လုပ်နေနေ plan နေနေလုပ်နေမယ် component authorization and planning လုပ်နေနေ oversight integration transition closure အဲ့လိုမျိုးဒါ iterative တွေနဲ့သွားပြီးလုပ်နေရမျိုးတွေ နော် okay အဲ့ဒါ program life cycle phase တွေအဲ့တော့အဲ့ဒီမှာမှကျွန်တော်တို့ zona performance domain နဲ့ဒီ process check ကိုကျွန်တော်တို့ချိန်ပြရမယ်ဆိုရင်ဒီ strategy alignment နဲ့ပတ်သက်ရင်ကျွန်တော်တို့က program definition ရဲ့ program formulation phase မှာဆိုကျွန်တော်တို့ဘာတွေလုပ်လဲဆိုတော့ business case ရဲ့ program chapter ရဲ့ program roadmap ရဲ့လောက်တယ်လို့ကျွန်တော်တို့မှတ်ထားလို့ရတယ်လို့ program planning phase မှာကျကျွန်တော်ဘာလုပ်လဲဆိုတော့ program management plan လုပ်တယ်ဒါအဓိကဒီ strategy alignment performance domain ရဲ့အသက် အဲ့တော့မှပြီးတော့မှကျွန်တော်တို့ဒီထွက်လာတဲ့ဟာတွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘာတွေလုပ်နေသေးလဲပေါ့နော်အဲ့တော့ဒီ governance performance domain governance performance domain ဆိုတာဒီကျွန်တော်တို့ဒီ program ကြီးကိုပေါ့နော်ကျွန်တော်တို့ governance structure ချရဲဒီ standardization တွေလုပ်တဲ့ domain မှာဆိုရင်ကျွန်တော်တို့ဒီ program formulation phase မှာတော့ဘာမှမရှိဘူးဒါပေမဲ့ program planning set phase မှာじゃကျွန်တော်တို့ program governance plan ဆိုတာထုတ်တယ် နော်အဲ့အဲ့ program governance plan တကယ်တော့ဒီ program management plan ရဲ့ society လိုမျိုးလဲတွားတယ်လို့တက်တက် stand alone document အနေနဲ့လဲတွားလို့ရတယ် ဟုတ်ပြီနော်ပြီးတော့ဒီ program delivery phase မှာဆိုရင်ကြာသူကဘာလုပ်လဲဆိုတော့အဲ့ဒီ governance plan အတိုင်းလုပ်နေလား delivery လုပ်နေလားဆိုတော့ review လုပ်တဲ့ဟာရဲ့ periodic hatchet လုပ်တယ်အဲ့တော့ကျွန်တော်ကဒီ program delivery ရဲ့အလွယ်မှတ်မယ်ဆိုရင်ကျွန်တော်က component ဆိုတာ project တွေပြောပါဘောနော်အဲ့တော့ project တွေလုပ်တယ် project တွေ delivery လုပ်တယ် project တွေလုပ်တယ် project တွေအဲ့လိုမျိုးသွားနေရနေတာ program delivery phase ရဲ့လုပ်နေရဟာလို့ယူဆလို့ရတယ်နော်အဲ့မှာကျွန်တော်က governance review period တွေ culture တွေလုပ်တယ်ဒါကကျွန်တော်တို့ governance performance domain နဲ့ပတ်သက်တာပါနော်အဲ့တော့ benefit မှာကျတော့ကျွန်တော်တို့ဘာတွေလုပ်နေလဲဆိုတော့ benefit management performance domain မှာကျကျွန်တော်တို့ကဒီဆွမ်းနာပြောသွားတယ်ဒီဆက်ဆက်ဦးချင်းကျွန်တော်တို့ program formulation phase ပေါ့နော်ဒီ formulation phase မှာဆိုရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ benefit ကို under define လုပ်ပြီးတော့ benefit register ထွက်တယ်ပြီးရင် planning phase မှာဒီ program ရဲ့ planning phase မှာဆိုရင်ကြတော့ benefit analysis and planning ထွက်တယ်။ sorry လောက်တယ်။ပြီးရင်ကျွန်တော် benefit management plan ဆိုတာထွက်လာတယ်နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ program delivery ဒီ phase ကြီးပေါ့နော်။ဒီ component ပါညာရေလုံးငယ် phase မှာဆိုရင်ကြတော့ကျွန်တော်တို့က project တွေလုပ်နေတဲ့တကားရဲ့ပါလုပ်လဲဆိုတော့ဒီ program အတွက် benefit တွေ deliver လုပ်တယ်။ component တွေရဲ့ benefit တွေကိုကျွန်တော် program EC ကို transition လုပ်တယ်။ sustain တွေလုပ်တယ်။အဲ့တော့ကျွန်တော်တို့ကတနည်းအားဖြင့်ဒီ အာ benefit management plan လို့ပြီးရင်အပေါ်မှာပြောခဲ့တဲ့ program roadmap တို့ update တွေလုပ်နေပါဘူးနော်ပြီးရင်ကျွန်တော်တို့က program closure နားလောက်မှာကြာတော့ကျွန်တော်တို့ဘာတွေလုပ်နေလဲဆိုတော့ program ရဲ့ benefit တွေအကုန်လုံးကျွန်တော်တို့ organization transition တွေလုပ်နေရင်ပြီးရင်အဲ့ benefit တွေ set up sustain လုပ်နေဒါကျွန်တော်တို့ project နဲ့ program ထူးခြားချက်ပေါ့ project ကကျွန်တော်တို့က outcome stay delivery ထွက်လာပြီးပြီဆိုရင်ကျွန်တော်တို့ကပြီးပြီတက်စော်ပဲဒါပေမဲ့ ီ program ကြားလို့မဟုတ်ကျွန်တော်တို့ကဒီပြီးသွားပြီးရင်တော့မှဆက်ပြီးတော့ set statement ဆက်လုပ်နေအဲ့ဒါမှသာဒီ program benefit တွေအမြင်ရှိနေမှာဟုတ်အဲအဲ့လိုမျိုးသွားရပါနော် okay ပြီးရင်ကြားရကျွန်တော်တို့ကပါလဲဆို stakeholder engagement performance domain အဲ့တော့ BGMB လောက်တဲ့လူတွေအနေနဲ့ stakeholder engagement performance domain မှာတော့အရင်ခက်ခဲမရှိလောက်ဘူးဆိုတော့ PMB ရဲ့ stakeholder engagement ဒီကျွန်တော်တို့ဟိုအနေနဲ့အတူတူပဲဟို knowledge ရအနေနဲ့အတူတူပဲဆို Okay အဲ့တော့ ျွန်တော်တို့ဒီ stakeholder ထုံးစံတိုင်းအတူတူပါပဲဆက်ဆက်ချင်း program ရဲ့အစအဦးဆုံးပေါ့နော်ဒီ form program formulation တို့မဟုတ် program definition ကြီးမှာဆိုရင်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့ stakeholder interpretation လုပ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ planning မှာဆိုရင် stakeholder engagement planning လုပ်တယ်ပြီးရင်ကျွန်တော်တို့ဒီ program delivery to program closure မှာဘာလုပ်လဲဆိုတော့ stakeholder engagement ဆိုရဲဟာရဲ့ stakeholder communication ဆိုရဲဟာရဲ့လုပ်မယ်နော်ဒါကကျွန်တော် execute လုပ်နေတဲ့သဘောပေါ့နော်တောက်လျှောက်လုပ်နေတာ ။ Okay ဒါ stakeholder engagement တော့ပြီးရင်ဒါဒါဒီ performance domain အရာပြောမယ်ဆိုတော့ကျွန်တော်တို့ဒီ၃၄မျိုး၅မျိုးပေါ့နော် sorry ၅မျိုးအမှတ်ထားရင်ဟာရယ်အာ uh, program life cycle performance domain ရယ် strategy alignment ရယ် governance ရယ် benefit ရယ်ဒီ stakeholder engagement ရယ်ပေါ့နော်ဒါပေမဲ့အဲ့လိုကျွန်တော်တို့ဒီဟိုဟာ ဒီ PMP လိုပဲပေါ့နော်ကျွန်တော်တခြားသော support လုပ်တဲ့ဒီ process တွေ activity တွေရရှိရဲ့အဲ့တော့အဲ့လိုမျိုးပဲဒီမှာလည်းရှိပါတယ်အဲ့တော့အရင်ဆုံးပါလဲဆိုတော့သူ support လုပ်ပေးမဲ့ဒီ software ပြောရရင် performance domain တွေကိုအာ support လုပ်နေပေးမဲ့ integration လုပ်နေပေးမဲ့ management activity တွေကဘာလဲဆိုတော့အဓိကကတော့ core activity တွေ integration ပါဒါကျွန်တော်တို့ဒီ PMP မှာပါခဲ့တဲ့ integration knowledge area ကိုပြင်မြင်လို့ရတယ်။နည်းနည်းချိတ်ဆက်လို့ရပါတော့။ သူကဘယ်အချိန်မှာမပါလို့မလဲဆိုရင်ကျွန်တော်တို့ program planning phase right ဒီ program planning phase မှာကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့ program infrastructure ကိုကျွန်တော်တို့ develop လုပ်မယ်အဲ့တော့ program infrastructure develop လုပ်တဲ့ဆိုတာတကယ်တော့ program management coding ဖြန့်စင်းနေ PM တွေလုပ်တယ်เนาะ information system တွေကျွန်တော် PMP ရဲ့ configuration management နဲ့ဆင်းတယ်เนาะအဲ့လိုလေးတွေ့လို့ရတယ်အဲ့တော့ program specific tool တွေ fans တွေ ပါလောက်တယ်ပေါ့နော်။ပြီး program delivery program closure phase မှာကြာတော့ဒီ integration အနေနဲ့ဆိုပါလောက်လဲဆိုတော့ကျွန်တော်က program delivery management လောက်လဲ။တနည်းအားဖြင့်ကျွန်တော်တို့ဒီ chain management နဲ့တူပါတယ်နော် chain တွေကို request လောက်တယ် approve လောက်တယ်။ပြီး program performance ကို monitor controlling ပြန်လုပ်တယ်နော်။ဒီကျွန်တော်တို့က benefit statement and program transition တွေလုပ်တယ် program close out တွေလုပ်တယ်သူကတနည်းအားဖြင့်တော့ integration ဆိုတဲ့အတိုင်းကျွန်တော်တို့အပေါ်မှာပြောခဲ့တဲ့ဒီ performance ဒိုမိန်းဒီမှာရှိနေတဲ့လုပ်နေတဲ့အရာတွေဆိုတော့ integrate လိုက်လုပ်ပြီးနေတဲ့ပုံပါပဲ။ဟုတ်ကဲ့အဲ့တော့အဲ့ဒီ integration ဒီ codeability ကို support တာတော့ဒါကျွန်တော်တို့သိပြီးသားပဲ။ဒါရရတော့ကျွန်တော်တို့တူတူတူမပြောတော့ဘူး။အဲ့တော့ကျွန်တော်တို့ scope sheet မှ schedule sheet မှစသဖြင့်ပေါ့နော်။အဲ့မှာထူးခြားချက်ကကျွန်တော်တို့က BNB မှာ just scope ဆိုရင် define scope ဘာညာနဲ့တွားရင်ဒီမှာじゃကျွန်တော်က scope ဆိုရင်အရင်ဆုံးဘာလုပ်လဲဆိုတော့ဒီ program ရဲ့ဒီ assess ဘိုင်းပါเนาะကျွန်တော် formulation phase မှာဆိုရင် assessment လုပ်တယ်ပြီး management phase မှာ planning လုပ်တယ်ပြီး scope ကို monitor controlling လုပ်တယ် ကျွန်တော် PGMB ကြ PNP လိုမျိုး execution လုပ်တယ်ဆိုတာဒါဒီ component တွေဒီ project တွေလုပ်နေအောင်ကျွန်တော်က overall ပဲဒီ monitor controlling လုပ်ပြီးတော့ကြည့်ရတဲ့ပုံဖြစ်သွားတယ်လေကျွန်တော်က live execute လုပ်တာမျိုးမဟုတ်တော့အဲ့ဒါလေးကွာပါဘောနော် Okay အဲ့တော့ share scope diamond ကျွန်တော်တခြားအရာတွေလည်းဒီလိုပါပဲကျွန်တော် schedule ရှိမယ်ဒီမှာ cost အစားတော့ financial ပါနော်အဲ့လိုမျိုးရှိမယ်အဲ့တော့ဒီဟာလေးမှာဆိုရင်ကျွန်တော် schedule ဆိုလဲ schedule assessment schedule planning schedule monitor controlling financial ဆိုရင် initial cost estimation ရှိမယ် assessment နဲ့အတူတူပါပဲเนาะအဲ့ပုံစံမျိုးပဲပြီးရင် program cost estimation ရှိမယ်သူရဲ့ framework establishment နေရှိမယ်ပြီးရင်ကျွန်တော်ဘာရှိနိုင်သေးလဲဆိုတော့ဒီ management planning ရှိတယ်ပြီးရင်ဒီတကယ် delivery မှာဆိုရင်ကြတော့ program cost budgeting ပြီးရင် monitor controlling ပြီးရင်နောက်ဆုံး closure မှာကြတော့ financial closure ပါเนาะ quality လည်းအဲ့လိုပါ quality assessment management planning quality control အဲ့တော့ကျွန်တော်တို့ဒီ scope တို့ schedule တို့ quality ကိုဆက်မှတ်ရယ်ဗျ assessment လုပ်မယ် planning လုပ်မယ် control လုပ်မယ် that's all ပဲနော် resource ဆိုလည်းဒီလိုပါပဲနော် resource ကကွာဝါးရဆိုလို့ကျွန်တော်တို့ဒီဟိုပါ program delivery phase မှာဒီ component နေ interdependency တွေ manage လုပ်တာရယ် resource transition လုပ်တာရယ် ပြီး communication ဆိုလည်းအဲ့လိုပဲ assess လုပ်မယ် planning လုပ်မယ်တခုပို့သွားတာ distribution လုပ်တာပို့လာတယ် program ယူ reporting လုပ်တာပို့လာတယ်နော်ဒီလိုမျိုးလေးပေါ့ပြီး break ဆိုလည်းအဲ့လိုပါပဲ break ဆိုရင်ကျွန်တော်တို့ကတော်တော်ယူကိုတည်နေပြီနော်အဲ့ဒါဆို BNB မှာတော်တော်ပါနေပြီလေအဲ့လိုပါပဲအဲ့တော့ initial risk assessment လုပ်မယ် management planning လုပ်မယ်ပြီးရင် delivery component တွေကို deliver လုပ်နေဒီ program delivery လုပ်နေ component ဟို statement ဆိုရင် risk identify analyze respond monitor and control တာအတူတူတွေပဲ right ပြီးရင် close ရမှာဆိုရင် extension okay ပြီးရင် general program အဲ့လိုပါပဲနော် assessment planning administration closure ပြီးရင် chain နော် chain assessment chain management planning chain monitoring controlling ပြီးရင် general information management ဆိုရင် information management assessment information management planning program ဒီ lesson learn capture ပြီး program information archiving and transition you know နော် okay အဲ့တော့ကျွန်တော်ဒီအောက်ကဒီ activity တွေကိုတော့အရင် detail တွေရောရှင်းပြမယ်တော့အဓိကပါဆိုတော့ကျွန်တော်တို့ကဒီ performance domain တွေကိုမှတ်တဲ့နေရာမှာတော်တော်များများဘယ်လိုမှတ်မှန်းမသိဖြစ်တာရဲ့နော် confused တွေဖြစ်လာဘာပြီးဘာလုပ်တာလဲဘယ်ဟာဘယ်လိုလဲဆိုတာဖြစ်လာရဲ့ဟာပေါ့နော်အဲ့တော့အဲ့ဒီပေါ်အဓိကကျွန်တော်မူတည်ပြီးရှင်းပြခြင်းနဲ့အတွက်ဒီ video လေးကိုလုပ်ပေးဖြစ်တာဖြစ်တယ်အဲ့တော့ ဒီ process check ကိုကျွန်တော်ဒီ online ပေါ်မှာတင်ပေးထားမယ်စိတ်ဝင်စားတဲ့လူတွေဝင်ပြီးတော့ကြည့်ပြီးတော့ဒီလေ့လာလို့ရအောင်ပေါ့နော်ဒီ process check လေးရော Okay အားလုံးကိုကျေးဇူးတင်ပါတယ်တကူကူသိချင်တာရှင်ကျွန်တော်ဒီ comment မှာပဲဖြစ်ဖြစ်ဒီ direct message ကနေပဲဖြစ်ဖြစ်မျက်မေးလို့ရပါတယ် Okay ပါ thank you ပါ thank you